ส่งเราလုပ်ဘူးဗောနော်အရန်ဝါဒနာပါတယ်ဒါခန့်ငယ်တယ်ဥဆန်ရှားတို့အဲ့လိုစာပြင်းနေမောင်လို့ဗောနော်အဲ့လိုส่งတော့တွေဆိုလို့ရှိရင်အရန်သဘောကြအဲ့ဒါနဲ့အဲ့ဆရာကြီးရဲ့နာမည်ပေါအောင်ဆိုပြီးတော့စံပေါ်ဆိုပြီးကိုယ့်ကိုကိုယ့်ဘာကိုတွေးရတာဗောနော်ပြီးပြီးတော့ส่งတော့လုပ်တယ်ဘယ်တော့မှလည်းအဆင်မပြေဘူးအကြိုက်ပေးရလဲကြမ်းတယ်ဗောအဲအဲအဲ့လိုကာရက်တာမျိုးနဲ့ပါဗောနော် ်သွားဟုတ်ဆိုတော့ okay ကမယ်လို့ဒါပဲမဲမဲမတ်တယ်ဝိစားတော့မျိုးသမီးပဲလောက်တာပဲစစအာကျွန်တော်ခန္ဓာကိုယ်ကလည်းယောက်ျားဘက်ကိုအရန်သွားတဲ့ခန္ဓာကိုယ်မျိုးဆိုတော့မိမလူဝိဖို့ကတောင်းတဝိစားနဲ့အဆင်မပြေဘူးဆိုတော့အဲသူရဲ့လောက်ခိုင်းတယ်မိကပ်ကတော့ဒီဇင်ဘာနင်းလို့ပြင်ပေးရပါဘူးနေ့တိုင်းလာပြင်ပေးရဟုတ်တယ် ီမှာကျတော့၃မျိုးလောက်ရတာပေါ့နော်အသက်20အရွယ်အသက်20ရကျတော့ဟိုလူငယ်ပေါ့နော်အပြိုအပြိုလေးပေါ့အဲ့ဒါကျတော့မှသပင်တူလေးလုပ်တယ်အဲ့ဒါကျတွင်းလိုက်ဖက်တဲ့အင်ဂျီလေးတွေပေါ့အဲ့ဒါပြီးတော့မှကလေးတယောက်ရတယ်ကလေးကြောက်ပိုင်းမှာကျလည်းပုံတစ်မျိုးပေါ့အဲဒီခုကြီးပိုင်းကျတဲ့ခါကျဒါအမောက်အခုအသက်40ပေါ့ဒါအသက်20မှာမောက်အသက်40အရွယ်မျိုးဆိုအခုလက်ရှိအသက်နေထားတိုင်းပဲမတို့ပြင်ရဆင်ရတာပေါ့နော်ပြင်ဆင်ရတော့ဒါမိမကြောက်လို့ဝစားဆင်ရတာပေါ့စိတ်လည်းပြောင်းရတယ်အာမိမတယောက်ရဲ့စိတ်နဲ့ ဟိုနေရတဲ့ပုံ live တစ်ခုကိုရိုက်တာဆိုတော့ဟိုဟာပေါ့မင်းမရှာစိတ်မို့မင်းမတယောက်ရဲ့အစ်စ်တယောက်ရဲ့စိတ်လုံးမျိုးလောက်ရတာဆိုတော့နည်းနည်း icon ကိုနည်းနည်းကြားထဲမှာလုံနေရတယ်အဲ့လိုရှိတယ်ဟိုလိုဟာတလုံလုံကြီးဆိုတော့ကျွန်တော်လည်းလိုမင်းမရှာစိတ်ဆိုရင်တော့ပုံမလင်းလင်းနဲ့အာ over act နည်းနည်းလုံလို့ရတယ်ဒီမှာကျအဲ့လို character အရာကျွန်တော်မလုပ်ထားဘူး character ပြည့်စုံရလဲလုပ်လို့မရဘူးဖြစ်နေတော့အာနည်းနည်းလေးကျွန်တော်လည်းပို့ပြီးတော့ မမမန်လေးဖြစ်တယ်။အာနည်းနည်းလေးအားဆိုင်ပြီးကြိုးစားထားမျိုးလေးလည်းရှိပါတယ်ဟုတ်ကိုချမ်းနဲ့မြင်းမြတ်နဲ့ night club မှာတွေ့ကြတာပေါ့။မိတ်ဆွေဖြစ်သွားကြတယ်ဆိုလို့ အဘိဘာတို့ဒါဒီကအကုန်လုံးတက်ညီလက်ညီနေတယ်ပေါ့နော်ကျိုးစားတယ်နောက်ဇက်လေးလက်ဆန်းတယ်အဲလိုအလွဲချော်လေးတွေလည်းမိုက်တယ်ပေါ့နော်ခြေထားရလေးရအဲလိုမျက်နာကိုဆာဂျူရီတွားလောက်တယ်ကိုချန်ဒါပေမဲ့ဆာဂျူရီလောက်တာနားလည်မှုတွေတွေ့ပြီးတော့မျက်နာဆာဂျူရီမလုပ်ဘဲနဲ့ဖြောက်ပေါက်ချုပ်လုပ်ပြလိုက်တာပေါ့နော်အဲအဲ့လိုအလွဲတွေရစားပါပါဖြောပြမှုကောင်းဖြစ်အောင်ပဲဖန်တီးနေကြတာပဲလေဖန်တီးနေကြတော့ပြည့်စုံတော့ဒါကြည့်ရတာ ဟိုဘယ်လိုခေါ်မလဲနည်းနည်းလေးထူးခြားစမ်းသပ်တဲ့ကားတကားဖြစ်လာပါပါဗျဟုတ်